အသင်ကိုကိုကြောင့်လို့ရုပ်ဖြတ်ကအမေရိကန်ပြန်ပြေးပေမဲ့လေစိမ့်မာတင်ထိန်းသိမ်းခံလိုက်ရတဲ့သမီးဆိုပရိသတ်များအလုံးမဲမင်္ဂလာပါရှင့်တချိန်ကအမေရိကန်မှာနေပြီးတော့ငါ့ကိုဘယ်သူမှဘာမှလုပ်လို့မရဘူးဆိုတဲ့စိတ်နဲ့မြန်မာနိုင်ငံကဆယ်လေးတွေကိုအသာအဆီမရှိဝေဖန်တိုက်ခိုက်ခဲ့တဲ့ Facebook ဆယ်လေးသမီးဆိုတယောက်အခုတော့သူ့ရဲ့စကားလုံးတွေအတွက်လက်တွေ့ဘဝမှာပြန်လည်ပေးဆက်နေရပါပြီ။ အထူးသဖြင့်မန္တလေးကတထေးမကြီးအေဒင်ကိုရဲ့တရားစွဲဆိုမှုကိုကြောက်လန့်ပြီးတော့ပတ်ပြေးနေရင်ကနေနောက်ဆုံးမှရုတ်ဖြတ်ပြီးတော့နိုင်ငံသားကိုထွက်ပြေးဖို့ကြိုးစားခဲ့ပေမဲ့လေရင်ပေါ်ရောက်မှအဖမ်းခံလိုက်ရတဲ့သူ့ရဲ့နောက်ဆုံးအခြေအနေကိုသတင်းထွက်နေရပါပရိသတ်ကြီးတို့မှတ်မိကြအောင်မယ်လို့ထင်ပါတယ်။တမီဆိုးဟာအမေရိကန်မှာနေထိုင်စဉ်ကမြန်မာနိုင်ငံကနာမည်ကြီးနုပညာရှင်များစွာကိုပြစ်မှတ်ထားပြီးတော့သူတို့ရဲ့ကိုရေးကိုယ်တာတွေကိုအွန်လိုင်းပေါ်မှာအသက်ကုန်ဖွင့်ချတိုက်ခိုက်ခဲ့မှုပါတယ်။အဲ့ဒီအချိန်ကမှသူမအပြင်းထန်ဆုံးတိုက်ခိုက်ခဲ့တဲ့သူကတော့မန္တလေးက ီးပွားရေးလုပ်ငန်းရှင်မတ်အေတင်ကိုဝဲဖြတ်ပါတယ်။အဲ့ဒီချိန်တုန်းကတော့အကွာဝေးကြောင့်ရောတရားဥပဒေအရအရေးယူဖို့ခက်ခဲတာကြောင့်ရောအေတင်ကိုဘက်ကသွေးအေးနဲ့ဆောင်ဆိုင်ခဲ့ပုံရပါတယ်။ဒါပေမဲ့ကန်တရားကမျက်နှာသာအမြဲမပေးဘူးဆိုသလိုပဲတမီဇိုတယောက်မြန်မာနိုင်ငံကိုပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ဒီတရင်ကိုအတိအကျသိသွားတဲ့အေတင်ကိုကတော့တစက်ကလေးမှအချိန်မဆိုင်တော့ပဲတချိန်ကသူမအပေါ်မှာစော်ကားခဲ့တာတွေအတွက်တရားဥပဒေအရအရေးယူဖို့ချက်ချင်းပဲလှူရှာပါတော့တယ်။ အေဒင်ကိုကတရားစွဲဆိုလိုက်ပြီဆိုတာနဲ့တမိစိုးတယောက်အခြေအနေမဟန်တော့ဘူးဆိုတာကိုသိပြီးတော့ပတ်ပြေးနေခင်ရပါတယ်။တချိန်ကအွန်လိုင်းပေါ်မှာချင်းသေးလို့လို့ဟိန်ဟောက်ခဲ့တဲ့သူကလက်တွေ့ဘဝမှာတော့အေဒင်ကိုရဲ့တရားစွဲဆိုမှုကိုကြောက်ပြီးတော့ပုံရှောင်ခင်ရပါတယ်။နောက်ဆုံးမှာတော့ဒီရက်တိုင်းဆက်နေလို့မဖြစ်တော့ဘူးဆိုတာကိုသိပြီးတော့ဘယ်သူမှမသိအောင်ရုပ်ဖြတ်ပြီးနိုင်ငံသားကိုတိတ်တဆိတ်နဲ့ပြန်လဲထွက်ပြေးဖို့စူးစမ်းခဲ့ပါတယ်။ သူမရဲ့အကွက်ကတော်တော်လေးကိုစနေကြပါရယ်လေစိတ်ကိုဘယ်သူမှမယိမ့်မိအောင်ရုပ်ဖြတ်ပြီးတော့သွားတယ်လေရင်ပေါ်ထိဘာပြဿနာမှမရှိပဲတက်သွားနိုင်ခဲ့တယ်ထိုင်ကုန်မှာနေရယူပြီးကဲငါတို့လွတ်ပြီလို့တွေးနေတဲ့အချိန်မှာပဲသူမရဲ့ကန်တရားကအဲ့ဒီလေရင်ပေါ်မှာအကုန်ဆုံးသွားခဲ့ပါရယ်တရင်တွေအရဆိုရင်တော့တမီးစိုးဟာလေရင်ပေါ်ရောက်ပြီးကမှတက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်တွေကလေရင်ပေါ်ထိတက်လာပြီးတော့သူမကိုအတင်းဆွဲချကဖမ်းဆီးထိန်းသိမ်းခဲ့ရတယ်လို့ဆိုပါရယ်စဉ်းစားကြည့်ပါပြည်သက်ကြီးလေရင်ပေါ်ကခရီးသည်တွေအားလုံးရဲ့မျက်စိရှိမှာ ်အခုလိုဆွဲချခံခဲ့ရတဲ့အဖြစ်ကဘလောက်ထိအရှက်ရဖို့ကောင်းပြီးတော့ထိတ်လန့်ဖို့ကောင်းမလဲဆိုတာတွေးကြည့်လို့ရပါတယ်အခုနောက်ဆုံးရရှိတဲ့သတင်းတွေအရဆိုရင်တော့တမီဆိုးကိုအဓိကတရားဆွဲဆိုထားတဲ့အီတင်ကိုကသူ့ကိုအမှုပေါင်း20ကျော်နဲ့အရေးယူထားတယ်လို့သိရပါတယ်ဒီအမှုတွေအလုံးအတွက်သူမဟာစစ်ဆေးမေးမြန်းမှုတွေကိုခံနေရပြီးတော့တရားဥပဒေရဲ့စီရင်မှုကိုစောင့်ဆိုင်းနေရတဲ့အဖြစ်ကိုရရှိသွားခဲ့တယ်လို့သိရပါတယ်ဒီဖြစ်ရပ်ကကျမတို့အလုံးကိုသင်ခန်းစာတစ်ခုပေးပါတယ်ဆိုရှယ်မီဒီယာပေါ်မှာကိုကြိုက်တာကိုပြောလို့ရတယ်ဆိုပေမဲ့ကိုယ့်ရဲ့စကားလုံးတွေကတခြားတရားရဲ့ဘဝကို ဘယ်လောက်ထိထိခိုက်စေလဲဆိုတာနဲ့အဲ့ဒီလောက်ရတွေတတနေ့နေ့မှာတာဝန်ယူရမယ်ဆိုတာကိုမမေ့တင်တာပါအထူးသဖြင့်တော့အတိုင်းတစ်ပါးမှနေပြီးတော့မှတခြားသူတွေကိုအနိုင်ကျင့်ပိုကြတာမျိုးကတော့ဘယ်တော့မှရေရှည်မခံဘူးဆိုတာဒီဖြစ်ရက်ကသက်သေပါပဲကဲပရိသတ်ကြီးတို့ကရောဒီအခြေအနေပေါ်မှာဘယ်လိုမြင်ကြပါသလဲအေဒင်ကိုရတရားဆွဲဆိုမှုနဲ့တမီးဆိုးရဲ့ထွက်ပြေးမှုနောက်ဆုံးမှအဖမ်းခံခဲ့ရတဲ့ဆိုတဲ့သတင်းတွေပေါ်မှာမိမိတို့ရဲ့အမြင်ကိုလည်းမှတ်ချက်ပေးခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်